ပေါင်းဆောင်ရဲ့ရုရှားခီးစဉ်ပြီးတရုတ်ထူးကိုယ်စားလှယ်ကနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကိုအချိန်ဟုန်မြင့်တင်ဖို့နေပြည်တော်ကိုလာရောက်ဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးရာထူးကိုယ်စားလှယ်မစ္စတာတိန့်ရှူချင်းကမတ်ဆယ်ရက်နေ့မှာစစ်ကောင်စီရဲ့နိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေနဲ့တွေ့ဆုံပြီးနှစ်နိုင်ငံအကြားအပြည့်အလန့်အကျိုးဖြစ်စေမယ့်ဆောင်ရွက်မှုတွေဆွေးနွေးခဲ့ကြတာပါ။မြန်မာနိုင်ငံအတွင်းရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးနဲ့ပြည်သူတွေရဲ့လူမှုစီးပွား ွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုတွေမှာတရုတ်နိုင်ငံကပြည်သူပေါ်ဆက်လက်ကူညီပေးသွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်မြမရေးလေးလာတုံးသက်သူဦးကြည်မြင့်ကစစ်ကောင်စီဟာရုရှားနဲ့သဘောတူညီချက်တွေရထားတာမို့တရုတ်ဆိုရကတတ်တမန်နည်းအရအကဲခတ်ပြီးမြမရေးပြစ်ပယ်မထားကြောင်းလာပြောတာလို့သုံးသပ်ပါရယ်ရုရှားနဲ့တွေ့လာတယ်ဆိုပြီးတော့မြောက်ကျွာမြောက်ကျွာဖြစ်နေလားဘာဒီအစွန်းစရမလားဆိုပြီးတော့နိုင်ငံခြားတန်တမာတွေဆိုတာဒီလိုပဲအကဲခတ်ကြတာပဲလေ ဒီဥပ္ပီကတော့အရင်တိုင်းပဲသဘောထားရှိတယ်။လက်သက်တွေဒီနေကိုလိုလားတယ်။သူတို့လည်းပဲ EU တွေနဲ့ပတ်သက်လို့ဘယ်လိုစောင့်နေလဲ။ဒါရီလည်းသူတို့ကမြန်မာပြည် EU ပြစ်မထားဘူးပေါ့။သူတို့လည်းလုပ်နေပါလေဆိုတာဒီလိုပြောလိမ့်မယ်လို့ဆပါလေနော်။ရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံကနိုင်ငံတော်အဆင့်ချစ်ချည်ရေးခီဖိတ်ခေါ်ချက်အရစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းရဲ့ဖုန်တွေဟာ match 3ရက်နေ့ကနေ6ရက်နေ့အထိတပတ်ကြာတွားရောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီခီးစံမှာနိုင်ငံရေးစီးပွားရေးကာကွယ်ရေး ဤပညာလျက်ဆက်စွမ်းရင်စတဲ့ကဏ္ဍအစုံမှာနိုင်နိုင်ငံဆိုးရွားတွေနဲ့သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပြီးကျင်းပမဲ့ရွေးကောက်ပွဲကိုလည်းထောက်ခံပေးခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားတာပါစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးနဲ့တရုတ်ထူးကိုယ်စားလှယ်တို့တွေ့ဆုံမှုမှာတော့မြန်မာတရုတ်နယ်စပ်တစ်လျှောက်တည်ငြိမ်ရေးကိုပိုပိုမြင့်တင်ဖို့အပါအဝင်ပြည်တွင်းချင်းချင်းနဲ့မြို့သားပြည်လဲတင့်မြင့်ရေးလုပ်ငန်းစဉ်အပေါ်ဆွေးနွေးခဲ့ကြပါသည်ဦးချင်းမြင့်ကတော့တရုတ်ဆိုးရွားအနေနဲ့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံပေးနေတာမို့ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကိုဖိအားပေးလာနိုင်တယ်လို့သုံးသပ်ပါတယ်။ဟုတ်ဆိုသူတို့ကရွေးကောက်ပွဲဖြစ်အောင်လူလာတယ်လူလာတဲ့အခါကျတော့အဲကူတိုင်းရင်းသားတွေတင်ထားတဲ့နေကြီးတွေမှာမင်းတို့ဖြစ်နိုင်ရွေးကောက်ပွဲတွေခွင့်ပြုလိုက်ပါလို့အဲ့ဒီမင်းကပြောမပြောပြောလို့မထင်ねဖိအားပေးလိမ့်မယ်ထင်ねရွေးကောက်ပွဲတွေလုပ်ပြီးလုပ်ခွင့်ပြုလိုက်ပါလို့ပါလို့လေအဲ့မှာရွေးကောက်ပွဲလုပ်မယ်ဆိုရင်ဘယ်ပါတီတွေကနိုင်မှာအဲအချင်းကြီးကအဲ့ယူရတော့မပြောအောင်ねဒါမှမဟုတ်သူတို့အဲ့ဒီဟာကတော့ဖိအားပေးမှာပဲနော်နော် အနည်းဆုံးကတော့ရုပ်ကဘော်ဒီလှုပ်လာရင်အနောက်ရှေ့မပေးဘူးပေါ့အဲ့ဒါတော့အသေးချာပြောပါလေအသေးချာပြောပါပဲရုပ်ကဘော်ဒီကိုမနောက်ရှေ့ဘူးနော်သူတို့ဉာဏ်ကြီးနေမှာပေါ့နော်အထွေထွေရေကောက်ပွဲကို2025ဒီဇင်ဘာဒါမှမဟုတ်2026ဇန်နဝါရီစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတယ်လို့စစ်ကောင်းဆောင်ကဘယ်လာရုစ်နိုင်ငံမှာပြုလုပ်တဲ့ပူးရဲသတင်းစာရှင်းလင်းပွဲမှာထုတ်ပြောထားတာပါ မြန်မာရေးမှာဝင်ရောက်ညှိနှိုင်းပေးနေတဲ့တရုတ်စိုးရကလည်းရွေးကောက်ပွဲကျင်းပနိုင်ရေးမြောက်ပိုင်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့စစ်ကောင်စီတို့ကြားအပြစ်ခတ်ရဲစဲဖို့တောက်လျှောက်ကြိုးပမ်းနေပါတယ်။ဒီအတွက်ကြောင့်စစ်ကောင်စီနဲ့ကိုကန့်တက် MNDA တို့ကြားအပြစ်ခတ်ရဲစဲရေးသဘောတူစာချုပ်ရေးထိုးနိုင်ခဲ့ပေမဲ့တန်းတက် TNL နဲ့တော့သဘောတူညီချက်မရဘဲဆွေးနွေးပွဲအဆုံးသတ်ခဲ့ရပါတယ်။တစ်ဖက်မှာရခိုင်ဒေသတစ်ခုလုံးတိမ့်ပိုက်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေတဲ့အရခတ်တက်တော်အေအေကလည်းနိုင်ငံရေးနှိမ့်လန့်ရဖြည့်ရှင်းဖို့အမြဲတမ်းအသင့်ရှိတယ်လို့ကြေညာထားပြီး လောလောဆယ်အထိနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုရှိသေးပါဘူး။လက်ရှိတရုတ်ထိုးကိုယ်စားလှယ်နဲ့စစ်ကောင်စီတို့တွေ့ဆုံမှုမှာလည်းဒေတာရင်းနဲ့နိုင်ငံတကာမျက်နှာစာတွေမှာနှစ်နိုင်ငံအပြန်အလှန်ထောက်ခံရည်တည်သွားရင်းနဲ့အကျိုးတူကိစ္စရပ်တွေပေါ်အမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတာပါ။နေဆက်ဒေတာမှာတိုးမြင့်လာနေတဲ့ online လောင်းကစားနဲ့လိမ်လည်မှုကွန်ရက်တွေကိုလည်းတိုက်ဖြတ်ဖို့နှစ်နိုင်ငံတက်ဆိုင်ရာဖွဲ့စည်းတွေကြားပူးပေါင်းမြင့်တင်ရေးကိစ္စရက်တွေဆွေးနွေးခဲ့ကြတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံရဲ့ Facebook လူမှုပြင်ရဲ့စာမျက်နှာမှာတော့ အာရှရေးရာထုကိုယ်စားလှယ်မစ္စတာတိန့်ရွှေကျွန်းရဲ့မက်ဆယ်ရဲ့နေပြည်တော်ခီးစင်နဲ့ပတ်သက်ပြီးလောလောဆယ်မှာဖော်ပြထားတာမတွေ့ရပါဘူး